ဗန်ဒီဟောက်ပဲကျွန်တော်ပြန်ပြောတာမတူဘူးလို့မှကျွန်တော်နင်းနာစီတာကိုကျွန်တော်ကြုံခဲ့ဖြစ်ပေမဲ့အဲ့ဒီအခန်းထဲမှာဂဒင်းလေးရှိတယ်အဲ့ဒီဂဒင်းအပေါ်မှာနှစ်ယောက်အတူတူအိပ်ပါဟာလက်ရှိ line ပေါ်မှာဒီဗီဒီယိုလေးကအပြောများနေတဲ့ဗီဒီယိုလေးတစ်ပုဒ်လို့ပြောလို့ရပါတယ်။ဘာကြောင့်အပြောများနေသလဲဆိုရင်တော့ဒီဗီဒီယိုကိုဖွင့်ပြတဲ့အခါကျရင်သဘောပေါက်နားလည်သွားမယ်လို့ကျွန်တော်ယုံကြည်ပါတယ်။အဲ့တော့ဒီဗီဒီယို reaction မလို့ခင်မှာအရင်ဆုံးပြောချင်တာကကျွန်တော်ရရှိရတဲ့ viewer တွေထဲမှာကို့မှာအလုတ်အကင်နေရှိရဆိုရင်အဲ့ဒီဗီဒီယိုမကြည့်ပါနဲ့။ဘာကြောင့်လဲဆိုတော့ အဲကိုယ့်ရဲ့အလုတ်ကန်ကြီးကပိုအရေးကြီးပါတယ်။ဘာကြောင့်လဲဆိုတော့ဒီအကြောင်းအရာကကို့အတွက်ပြောမယ်ဆိုဘုသူတ္တလည်းမရပါဘူးเนาะချို့ပြောထားပါတယ်။ဘုသူတ္တလည်းမရပါဘူး။အဲဒါပေမဲ့တခုတော့ရှိတယ်။ကိုကပွဲကိုအရန်စိတ်ဝင်စားတယ်။ပွဲတိုင်းကိုမလွတ်ချင်ဘူး။ပွဲတိုင်းကိုကြည့်ကျင်တယ်ဆိုတော့ပရိသတ်ဆိုရင်တော့မဖြစ်မနေကြည်ပါလို့เนาะကျွန်တော်နေပြောချင်ပါတယ်။အဲ့လိုမှမဟုတ်ဘဲနဲ့ကိုကဘုသူတ္တကို့အတွက်ရကျင်တယ်ဆိုရင်တော့ဒီလိုဗီဒီယိုမျိုးတွေကိုမကြည့်လဲရပါတယ်လို့ကျွန်တော်နေအကြံပြုပြောကြားချင်ပါတယ်။โอเคဆိုတော့အရင်ဆုံး ပွဲကြိုက်ခင်နေရတော့အထူးပြောဆရာမလို့ကြည့်လိုက်ရအောင်ကျွန်တော်အမှန်တမ်းပြောပါမယ်ကျွန်တော်လည်းပွဲကြည့်မှာဒါကဘသူဘသူမှနင့်နာစီလို့လားမဟုတ်ဘဲနဲ့အမှန်တရားအတိုင်းပဲကျွန်တော်နော်ဖိုဘက်ကလိုက်ပြောရလည်းမဟုတ်ဘူးနော်ဘောဆိုတာလေကျွန်တော်ခင်ခဲ့ပါတယ်ကျွန်တော်ညီမလေးလို့ပါတယ်လွှမ်းပိုင်အောင်ကျွန်တော်အသက်မရွယ်မတင်မရဖြစ်တဲ့အတွက်ကြောင့်မလို့တော့ဒါကျွန်တော်ထပ်တော့ငယ်တာပေါ့နော်ထားပါတော့ဟုတ်ပြီဟောကျွန်တော်ကားရကြတဲ့အချိန်မှာကားရကြတဲ့အချိန်မှာကျွန်တော်အိမ်မှာစီစဉ်ပေးတဲ့အချိန်မှာ မင်းသားတခန်းမင်းသမီးတခန်းပြီးပါတယ်စီစဉ်ပြီးပါတယ်မင်းသားတခန်းနေတယ်မင်းသမီးတခန်းနေတယ်အဲ့ဒီအချိန်မှာလွှမ်းပိုင်သူ့အခန်းထဲမှာသူ့မနေပါဘူးနော်ဖို့အခန်းထဲမှာပဲသူသွားနေပါတယ်ဟုတ်ပြီနော်ဒါဒါဒီအမှန်တရားကိုပဲကျွန်တော်ပြန်ပြောတာမတူဘူးလို့မှကျွန်တော်နင်းနာစီတာမဟုတ်ကျွန်တော်ကြုံခဲ့ဖြစ်ပေမဲ့အဲ့ဒီအခန်းထဲမှာကဒင်းလေးရှိတယ်အဲ့ဒီကဒင်းအပေါ်မှာနှစ်ယောက်အတူတူအိပ်ပါဟာ ဟုတ်ပြီနော်ဒါပေမဲ့ညသူအိတ်တယ်ဆိုပြည့်တဲ့မျိုးမထင်နဲ့တော့ဘောကသူ့ဟာသူစောင်းလေးချုံပြီးခုပဲလှည့်နေတာသူ့ပိုင်ကဒီဘက်ကနေပေါ်မှာထိုင်ပြီးတော့ဂိမ်းဆော့နေတာဩဆရာရဲ့ဒါပေမဲ့ဆရာလည်း sorry အဲ့လိုပြောတာပေါ့ပြောပြတယ်လို့ကျွန်တော်အခန်းပါပြီးကိုလက်ပိုင်ပါပြီးတော့ဘောပါပြီးဆိုရင်တော့သွားခေါ်ရတယ်ဆရာလည်းစတဲ့အချိန်ကျွန်တော်မသိဘူးကျွန်တော်သွားခေါ်တဲ့အချိန်မှာ setting သမားလေးရှိတာပေါ့ setting သမားကဘာပြောလဲဆိုဆရာလည်းတကားကြီးပိတ်ထားကျွန်တော်တို့တကားခောက်လို့ကောင်းပါမလားဒါအလုတ်လုတ်နေတာ ဘုရားကိစ္စငါလည်းမဆိုင်ဘူး။တော့ခေါ်ကျွန်တော်ခက်ပြစ်ပြစ်တော့ခေါ်ခိုင်းတာအလုပ်ချိန်ဒါပေမဲ့ကျွန်တော်ဟိုဆက်တင်သမားလေးကကျွန်တော်မခေါ်ရုပ်เสียဟာတဲ့မခေါ်ရငါသွားခေါ်မယ်လို့ကျွန်တော်တကားဖွင့်ပြီးဝုန်းနေတကားတော့လက်မချတာပါဘူးကျွန်တော်အမှန်တမ်းပဲပြောပါလေတကားလက်မချတော့ကျွန်တော်သွားအချိန်မှာကုလမန်ကဂိမ်းဆော့နေတယ်ဒါတော့ဖို့ဒီအေဂိုဖွင့်တော့ချမ်းလို့ဆိုပြီးတော့ဟိုဘက်လေးစောင်းလေးခြုံပြီးသူလက်အိတ်နေတယ်ဒါကျွန်တော်မြင်ခဲ့ရအဖြစ်ပြတခုဆိုတော့ရင်းနှီးမှုအတိုင်းဒါပတ်သက်မှုအတိုင်းဒါဒီဒါကျွန်တော်မြင်ခဲ့ရတဲ့အတိုင်းအမှန်ပဲ ဲ့နောက်ကွယ်အကြောင်းအရာကျွန်တော်မသိဘူးဟုတ်ပြီနော်အဲ့နေကားရိုက်တယ်အဲ့တော့အဲ့ချိန်မှာဆက်ဖွဲ့လေးရောအကုန်တော်တော်များများအကုန်ဘာပြောကြလဲဆိုဇရတဲ့ကိုလန်းပိုင်နဲ့နော်ဖုန်းနဲ့များညိနေလားမသိဘူးတဲ့ကျွန်တော်ဘာပြောကြလဲဆိုအဲ့ဒါသူကိစ္စလို့ဘာလို့ဒီလိုပဲမင်းသားတွေမိန်းမတွေစောက်ဇရရှုပ်တာဆမ်းလားကွာလို့အဲ့တော့နော်ဖုန်းအနေနဲ့လည်းဒါပြောမယ်ဆိုရင်သူကမင်းသမီးအနေနဲ့အရင်တော့ကမော်ဒယ်တိဥဆောင်ဒါပါကြောင့်ညာမော်ဒယ်တိဥဆောင်မင်းသမီးရုပ်ရှင်မင်းသမီးဆိုတဲ့တမ်းမဟုတ်သေးဘူး တော့သူလဲပြင်မတော့ဖျောက်ပိုင်ကတ်ကောင်းကတ်မှာပေါ့ဒါသူတို့ကိစ္စပါလို့ဆိုတော့ကားရိုက်ကြသည်ပေါ့နော်အဲကားရိုက်ပြီးသွားပြီဟုတ်ပြီမဆိုတော့ဂျိုဒီနဲ့အချိန်မှာဂရက်ထရီပေါ့နော်ဘော်ဘီဆော့ဆော့တင်လိုက်တဲ့ဟိုးစခုကြောင့်ပေါ့နော်အဲ့ဒီကိစ္စကလည်းကျွန်တော်ပြောပြမယ်နောက်ွယ်ကဘူဆန်းတို့ရဲ့ promotion ဆက်နက်တွေပါကားယုံတင်တဲ့အချိန်မှာချင်းပြောတော့သူ sky နဲ့ရုပ်တလိုင်းမမီးတို့ဖားပြီးတော့အဲ့ဒီကားကိုအရန်ပေါက်စေချင်တယ် အဲ့ဒီကားပတ်စံမမီးလို့ယုံတင်လို့ပတ်စံရသွားမှဘူဆန်းကိုကြောမယ်ဆိုရင်အာကိုပြီးနောက်ထပ် Skynet နဲ့ပတ်သက်တဲ့ project တွေ project တွေထပ်ပေးဖို့အတွက်ကိုဘူဆန်းကအကျိုးလိုလိုညောင်ရင်လောင်းပြီးအဲ့ဒီကားတကားကိုသူထိုးကျွေးလိုက်တာထိုးကျွေးထားတော့မှအချင်းချင်းပြန်ဒီဘက်က130နဲ့ရိုက်တဲ့ကားကို900နဲ့ပြန်ထည့်သွားသေးတယ်။တော့မမီးတို့ကတော့ဂျင်းတဲ့ခံရပြီးတော့အဲ့မှာ promotion တွေလုပ်ကြော်ညာတွေလုပ်ပေါ့နော်။တော့ အချို့တွေလည်းမသိလဲလို့လည်းမှတ်ထားကြပါမုံမြန်မာမီဒီယာဆိုစကိုင်းနက်ကပိုင်းတာပါဟုတ်ဟုတ်ပြီအဲ့ဒီအချိန်မှာရှိခိုင်းတာပေါ့ထပြီးတော့နဖောနဲ့သွားပိုင်းနဲ့ဟော့လာတဲ့အချိန်ပေါ့နော်သူထင်ထားတာကဒီလိုမျိုးနဖောနဲ့သွားပိုင်းနဲ့အရန်ကိုဟော့လာတဲ့အချိန်တည်းပရိသတ်ကအာဒီအတွဲကိုပို့ပြီး attraction ရှိပြီးရုပ်ရှင်ရောမှာပို့ပြီးအားပေးလိမ့်မယ်ဆိုပြီးထင်တဲ့စိတ်နဲ့ promotion သွားခဲ့ကြတာဒါမဲ့မှန်ကြတဲ့နန်းထွက်လွဲပြီးတော့ မင်းကလေးပြိတ္တဘက်ကနေမင်းမဒူဘက်ကနေလွမ်းပိုင်အပေါ်မှာတောက်လျှောက်ဘော်မီဆာဆာရဲ့ fan တွေရောပေါ့နော်ဝိုင်းစဲဝိုင်းပြောရင်လည်းလွမ်းပိုင်ရဲ့ဘဝသူရဲ့မြင်တဲ့ရေးသားပါတယ် post မှာလူတကာအစဲခံတဲ့ဘဝနဲ့ကြုံခဲ့ပြီးတော့အဲ့ဒီကားမှာနှစ်ယောက်လုံးမင်းသားကောမင်းသမီးရောလွမ်းပိုင်ရောတော့ဘောအဲ့တော့မတက်ရဲပဲနဲ့ရှင်မွေလာမာမီတက်ဂျူကာတို့ပဲပွက်တက်ခဲ့ရတဲ့အားလေးအမှတ်တရရှိခဲ့ပူတယ်လက်ရှိ နောက်ဘဝသားနဲ့တွဲနေတဲ့ online media မှာအခုရေးရေးနေတဲ့ကိုထက်ခံဝင်သူကိုထက်ခံဝင် academy ထက်ခံဝင်ဆိုတာအလက်ရှိနောက်ဘဝသားနဲ့ပုံနဲ့ shine လာသူရေးစားပါကျွန်တော်တို့ကိုထက်ကိုထက်လို့ခေါ်ပါတယ်ဒါပေမဲ့ကျွန်တော်နဲ့အပြင်မှာနှစ်ကြိမ်ပဲကျွန်တော်တွေ့ဘူးပါတယ်အရင်မတွေ့ဘူးပါဘယ်လိုပတ်သက်ဆက်နွယ်ခဲ့တာလဲဆိုတော့အရင်ဆုံး hey play application ကရိုက်တယ်ကျွန်တော်ရဲ့ကြော်စော်မော်စော်ဆိုတဲ့ ရုပ်တံဇာလန်းတွေပါမြင့်မြတ်ရယ်လွှမ်းပိုင်ရယ်ဂျိုကာရယ်တန်တာမိုးတိန်ရယ်ထုံပလေးရယ်နားရယ်ရိုက်ခဲ့တဲ့ဇာလန်းတွေပေါ့နော်ကြောစောမောစောဟေးပလေးရုပ်တံလိုင်းရယ်စပြီးတော့အဲ့ဒီအချိန်မှာဟေးပလေး application ကကိုထက်ခိုင်ဝင်ပိုင်တာပါအကိုထက်ခိုင်ဝင်ပြီးမတူလဲဆိုတော့တချို့အမျိုးမျိုးအမျိုးမျိုးဟိုပြောနေကြတယ်ကျွန်တော်တခါလေးရှင်းပြပါမယ်ဒါကကိုထက်ခိုင်ဝင်ဆိုတာကကျွန်တော်မြတ်မြတ်တာမွန်စီဆိုင်ပိုင်ရှင် ကျင်းအရင်ကကြက်ကန်ခွန်မျိုးကြီးကအမှတ်လားမသိဘူးဥဝင်းမြင့်ရဲ့လက်ရှိစီကုံတယ်ကြီးမှာအတင်းဥက္ကဋ္ဌဥဝင်းမြင့်ရဲ့သားပါထက်ကန်ဝင်းပါအဲ့တော့ဘာလုပ်လဲဆိုတာပိတ်သက်တီကောင်းတီးပြီးလာပြီဒါပေမဲ့ဒါတွေကသူတို့ကိစ္စနော်အဲတချို့တွေသူလောသူလောသူလောဆိုပေါက်တက်ကြီးကရှောက်ပြီးပြောနေလို့ကျွန်တော်တခါရှင်းပြတာအကယ်ဒမီအကယ်ဒမီဟုတ်ပါတယ်ကံကောင်းရုပ်ရှင်ကိုသူရိုက်သူတို့ထုတ်ရိုက်တာပါ ။ကန်ကောင်းရုပ်ရှင်မှာအကယ်ဒမီရတဲ့အတွက်ကြောင့်မလို့သူကအကယ်ဒမီထက်ခိုင်ဝင်ဖြစ်သွားတာ။ကန်ကောင်းရုပ်ရှင်ရိုက်တဲ့ producer အဲသူတို့ lucky ဆိုတဲ့ဇလန်းတွဲပေါ့နော်။မြင်းမြတ်အလွမ်းပိုင်။အခုတော့အဲ့ lucky ဇလန်းတွဲရဒိုင်လာအယုံကိုဆိုရိုက်သွားတာပေါ့။အစကအဲ့ lucky ဇလန်းတွဲကကျွန်တော်လက်ရိုက်ဖို့တည်ထားတာ။အဲ့ချိန်မှာဘူဆန်းကကျွန်တော်နဲ့အဆင်မပြေဖြစ်တဲ့အချိန်မှာကားရိုက်ခါနိတပတ်အလိုမှာကျွန်တော်တို့ကိုရှင်းရှင်းပြောရင်တော့လုံးဝချိုးတဲ့အနေနဲ့ဒါတာချိမ့်ပါလေဆိုပြီးတော့ ဗလာကြီးဥဇော်နဲ့ချိန်သွားကျွန်တော်တို့ကိုရှင်းမယ်တော့ကြောသွားတဲ့ကိစ္စပေါ့နော်ဒီမှာမြင့်မြတ်ပဲပူဇာနေတဲ့ချိန်ထားတာမင်းသားလွှမ်းမိုင်မဟုတ်ဘူးမင်းသားလွှမ်းမိုင်မဟုတ်သေးဘူးမင်းသားနှစ်လက်ပါပေါ့ဘယ်ကင်းထုတ်လို့ရေးရဇလန်းရဲရိုက်ပါလေအခုဘယ်မင်းသားရနိုင်မလဲအဲ့ချိန်မှာကျွန်တော်လွှမ်းပိုင်ကိုမေးပါလေလွှမ်းပိုင်ကိုမေးပါလေကျွန်တော်နဲ့လည်းဒါအဆင်ပြေတယ်ပေါ့နော်ပြန်မယ်လေဟာတာလုံးနိုင်လေလွှမ်းမိုင်ရေးလို့ကားရရရမယ်လို့အင်းတော်မှာမင်းတို့ငါတို့ဇလန်းတွဲတဲ့တွဲဖြစ်ချင်တဲ့ဖြစ်မယ်ရုပ်ရှင်ကားနှစ်ကားဖြစ်ချင်တဲ့ဖြစ်မယ်လို့ရရအားလာလို့အာအကိုလည်း ရရအားပါလေရရအားပါလေသူကတော့ရှင်းပြပြောကိုယ်ပြန်ပြီးကျေစုတင်တာဒါသူ့ကိုမင်းသားအနေနဲ့ကျွန်တော်တို့က choice ရွေးတာပေါ့နော်အခုပြရရပေးအေးဆေးပါတဲ့ဘာညာကြောင့် company ပြန်ပြောလိုက်တယ်ဇန်ပိုင်ရရအရတယ်လို့တည်မယ်လို့အကုန်လုံးပေါ့နော်အကုန်လုံး season ပြီးတဲ့အချိန်မှာ season ပြီးတဲ့အချိန်မှာပေါ့နော်အဲ့အချိန်မှာဘူဆန်းကကျွန်တော်တို့ဒီနောက်ကသူဒီမင်းသားစောပိုင်နဲ့တည်ထားမယ်ဆိုတာကိုဘူဆန်းသိသွားတဲ့အချိန်မှာကျွန်တော်ပြောတဲ့ lucky ဆိုတဲ့ဇလန်းတွဲကို စွမ်းပိုင်ကိုရောက်အောင်လိုက်ချိတ်ပါစွမ်းပိုင်ကိုရောက်အောင်လိုက်ချိတ်ပါပိတ်သက်ခေါ်အနည်းပညာလောကကကောင်းနေရောမင်းတို့အားကိုးနေတဲ့ကောင်းနေရောငါပြောတာဟုတ်လားမဟုတ်လားမင်းတို့စဉ်းစားနော်စွမ်းပိုင်ကိုလိုက်ချိတ်တယ်ဟုတ်ပြီနော်စွမ်းပိုင်ကပတ်စံဘလောက်ပိုရသွားလဲတော့မသိဘူးကျွန်တော်တို့ကာကိုဖြတ်ပလိုက်တယ်ဖြတ်ပလိုက်ကျွန်တော်ပြောတယ်ညီလေးမင်းရတယ်ဆိုတော့ဘာလို့ဒီမှာအကုန်လုံးကစီလင်းနေပြီကွာဘာဖြစ်လို့လဲလို့ မဟုတ်ဘူးကိုတဲ့ကျွန်တော်တဲ့မြင့်မြတ်နဲ့တွဲပြီးရိုက်ချင်လို့ဟောမင်းမြင့်မြတ်နဲ့တွဲပြီးရိုက်ချင်ရအောင်မင်းဒီမှာကြော်စော်မော်စော်ခြိုက်ထားတယ်လေကြော်စော်မော်စော်ခြိုက်ထားတယ်ဟိပလေးရလေချင်းချင်းပြောရင်စိတ်တူလာဘူးစဉ်းစားကြည့်မြင့်မြတ်လွှမ်းပိုင်အတွဲနော်ရုပ်တံဇလန်းတွဲ application ဒီလိုအတွဲကိုတွားတဲ့အချိန်မှာဒုတိယမဟာ application ပဲ application application အချင်းချင်းမတည့်ကြဘူး တော့ကျွန်တော်လည်းကိုထက်ကင်ဝင်းတို့ဘက်ကဘာပြောတယ်ဆိုကိုပြင်းဟင်းနဲ့ဒီမှာမြင့်မြတ်လွှမ်းမိုင်အတွဲဖြစ်တဲ့အချိန်မှာနောက်ကဘူဆန်းကမြင့်မြတ်လွှမ်းမိုင်အတွဲကိုလက်ကပ်ပြီးလိုက်ရိုက်တယ်တဲ့အခုပြင်းနဲ့ကျွန်တော်တို့ကိုအဲ့ဒီကားကိုအမြန်ဆုံး edit ဆက်ပြီးအမြန်ဆုံးကျွန်တော်တုတ်တုတ်ထက်ဥအောင်ကျွန်တော်အရင်ပြမှာတဲ့ဒီမှာနောက်ကမပြချင်ဘူးတဲ့အဲ့တော့ကျွန်တော်ကိုကြိုးစားပေးပါဆိုတော့ဒါကကျွန်တော်ထုတ်လို့ရည်အလိုချကျွန်တော်တို့အိတ်ကားပြီးပြီးချင်းမှာပဲရိုက်ဆက်နေကိုရိုက်တယ်ညဘက်ကိုကားဆက်တယ်နေကိုရိုက်တယ်ညဘက်ကိုကားဆက်တယ် တော့ကျွန်တော်တို့ဇာလန်းတွဲရတော့အရင်ပြခွင့်ရခဲ့တယ်ပေါ့နော်အဲ့တော့အဲ့အချိန်တုန်းကလည်းကျွန်တော်ပြောပါလေမပိုင်ဘူးမင်းဘာကြောက်လောက်တာလေဒီမှာကွာမင်းရှေ့မှာမြင့်မြတ်လွှမ်းပိုင်အတွဲလေးထွက်မဲ့ဟာကိုမင်းအဲ့လိုမျိုးမလုပ်သင့်ဘူးအမှုပြည်နယ်လောကမှာစီးဆိုတာထားရတယ်ကျွန်တော်ရှင်းပြချင်မှာဘာပြောလဲဆိုတော့ကိုပြည်ဟိန်းနဲ့ကျွန်တော်နားလေပြီးပါကျွန်တော်ရှင်းရှင်းပြောရင်ထက်ခိုင်ဝင်းကိုကျွန်တော်ပြန်ဖဲ့ခြင်းလို့ကျွန်တော်တမင်လောက်တာပါ ဘာဖြစ်လဲဆိုတော့နှဖို့မှသွားလာပိတ်သက်ရှင်းပြီနော်အဲ့ကျွန်တော်ဇလန်းတွဲကိုမြင့်မြတ်လွှမ်းပိုင်ကျွန်တော်ဒီမှာဒီကောင်းလေးရိုက်တဲ့အချိန်မှာကျွန်တော်ဟိုဘက်ကိုလည်းကျွန်တော်ပေးလိုက်တယ်ဆိုတဲ့ပုံစံမျိုးဟုတ်ပြီအဲ့ဒါဆိုအစိုးကြီးကအစင်မပြေဒီကြောစောမလို့ဇလန်းတွဲမှာမရိုက်နိုင်လေရှေ့မှာကားရရကိုနှဖို့ရဲ့တိုင်လို့ကားရရကိုအတွက်ကိုသူကကျွန်တော်ပြောလို့ကအနှိပညာကြီးတော့သူဝင်ရောက်ဆွတ်ဖက်ပြီးတော့ဆွဲခေါ်လာတဲ့အချိန်မှာ ခုချိန်မှာသူ့ထက်အစာပေါင်းညောင်များစွာငွေကြီးပိုင်ဆိုင်မှုကိုထားပါတော့ဗောနော်အရှိန်အဝါကိုတော့သူမင်းသားမင်းသားဘလို့ဖြစ်ဖြစ်ထက်ကန်ဝင် image ဆိုတော့မကြော်နိုင်ဘူးလေဟိုကောင်ဆောင်းဝမ်းချမ်းသာတာဟုတ်ပိတ်တက်နေနဲ့စဉ်းစားကြည့်လို့ဆိုရင်ရဲ့ရှိတဲ့သူရင်းစားဗောနော်ဒါမှမဟုတ်ကို့လူကို့စော်ဗောအဲ့လိုလူမျိုးကိုတစ်ဖက်ကငွေငွေအင်အားနဲ့ဒါဟိုပတ်စံနဲ့ယူသွားတဲ့လူတယောက်အပေါ်မှာသူလက်ခံစားရင်ခံစားရမှာပဲဒါပေမဲ့ ီနေရာမှာကျွန်တော်တစ်ချက်ပြောချင်တာကပိဿအနေနဲ့ပတ်စံရှိနေလို့လားထားပါတော့ထက်ကန်ဝင်းအဖေကိုမုံဒီမူကြောက်တာပြောပေမဲ့ကိုထက်အနေနဲ့ပြန်ပြီးတော့တူနော်ဘောပေါ်မှာတကယ်ချင်းလဲချင်းမှာပဲဒါကျွန်တော်ပြောပြတာလေကျွန်တော်တို့ဒီဟာပတ်စံရှိတာဒီကောင်းလေးမလို့အာဒီကောင်းလေးဒီခရိုနီသားလေးမို့ဒီကောင်းလေးတော့အနိုင်ကျတယ်မဟုတ်ဘူးဒါကကျွန်တော်တို့မမြင်နိုင်တဲ့အမှန်တရားကြီးဟောပတ်ညီနဲ့မှမမိုင်းလဲမှားနေဒါပေမဲ့အဲ့ဒီအချိန်အဲ့ဒီကာလကနေယနေ့အထိထက်ကန်ဝင်းရဲ့နော်ဖောနဲ့သူတို့တွဲခဲ့တယ် သွားခဲ့တယ်တကယ်ချစ်ကောင်းလဲချစ်မှာပဲနှုတ်ဖက်တာအနေနဲ့လည်းထက်ခံဖို့သူချစ်လို့လက်တွေ့လည်းဖြစ်ချင်းဖြစ်မှာပဲဒီချိန်မှာစပွန်ဆာပေးသားတယ်လို့ပြောလို့ပိတ်သက်ကမဆာမနာနဲ့အများစွာလာပြောနေကြတာသူလည်းချစ်နေတဲ့ချစ်မှာမချစ်လည်းမချစ်ဘူးစပွန်ဆာဖြစ်ချင်းလည်းဖြစ်မှာမဖြစ်ချင်းလည်းမဖြစ်ဘူးဗျာဒါကျွန်တော်အယူအဆပြောပြတာဟုတ်ပြီနော်အဲ့တော့အဲ့လိုအချိန်မျိုးရှိတဲ့အချိန်မှာဟိုကောင်ကတင်းတယ်တင်းတဲ့အတွက်ကြောင့်မလို့ပြန်ဖဲ့တယ်ဟုတ်ပြီနော်အဲ့တော့ဒါက လွှမ်းပိုင်ကိစ္စပါ Okay ဆိုတော့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီဗီဒီယိုကတော့ပြောမယ်ဆိုကျွန်တော်ရှေ့မာရီကပြောခဲ့တယ်နော်ဘဝသူရရစီရမဟုတ်ဘူးအဓိကပွဲကြိုက်ခင်နေအတွက်ကြီးရွေးပြီးတီးတန့်ကိုတင်ဆက်ပေးလိုက်ခြင်းလည်းဖြစ်ပါတယ်ဒါပေမဲ့ဒီထဲမှာကျွန်တော်နားထောင်နေနားထောင်နေတော့ဘာပဲဖြစ်ဖြစ်တခုတော့ကျွန်တော်စိတ်ထဲမှာနော်ကျွန်တော်ရဲ့ viewer တွေကို message ခေပေးခြင်းလည်းအဲ့ဒါကြတော့မဟုတ်ဘူးကိုကိုကိုအင်အားကြီးအောင်လို့နော်ကိုကိုကိုအင်အားကြီးအောင်လို့အင်အားကြီးမှသာလင်း เนาะကျန်ရင်မဖြစ်ပါเนาะโอเคဆိုတော့ဒါလေးကတော့ကျွန်တော်ဒီဗီဒီယိုကြည့်ပြီးသွားတဲ့အခါမှာဒါကျွန်တော်တို့အားလုံးသိထားမယ့် message ကလေးတစ်ခုပါပဲเนาะโอเคဆိုတော့ဒီဗီဒီယိုကတော့ဒီလောက်ပါပဲဒီဘက်နဲ့ပတ်သက်ပြပါမြားမှတ်ချက်ပေးခြင်းလဲမှတ်ချက်ပေးခြင်းတရှိကိုယ်မှာရေးသားကြပါကျွန်တော်နေ့စဉ်အများကြီးရှူအားပေးနေကြတဲ့ viewer တို့ကြောက်ချစ်စီတယ်အလေးနဲ့အထူးပဲကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာထပ်ပြီးဆုံညီပါဗျာ see you next video